မင်္ဂလာပါအခုချိန်ကစပြီးတော့နိုဝင်ဘာလ16ရက်နေ့အင်္ဂါနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအမီပါ စီအစနစ်ပြပွဲကိုတက်ခဲ့တာကြောင့် KNU ရဲ့ဥက္ကဋ္ဌဟောင်းစောမူတူစေဖို့ဟာအဖွဲ့အစည်းကနေအပီးအပိုင်းထုတ်ပယ်ခံလိုက်ရပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU ဟာသူတို့ရဲ့မူဝါဒကိုစန့်ကျင်ပြီးတော့ရှစ်ကော်မရှင်ကကျင်းပတဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA စနစ်ပြအခမ်းအနားကိုတက်ခဲ့တဲ့ထိပ်ပိုင်းခေါင်းဆောင်ဟောင်းနှစ်ယောက်ကိုအဖွဲ့အစည်းကနေအပီးအပိုင်းထုတ်ပယ်လိုက်တယ်လို့ကြေညာပါတယ်။ဒီထုတ်ပယ်ခံရတဲ့ သူတွေထဲမှာဒီ KNU ရဲ့ဥက္ကဋ္ဌဟောင်းဖြစ်သူစောမူတူ စေဖို့နဲ့ခရိုင်ဥက္ကဋ္ဌဟောင်းဒီဟာစောရွှေမောင်တို့ပါဝင်ပါတယ် အဖွဲ့အစည်းရဲ့မူဝါဒကိုထပ်ခါတလဲလဲဖောက်ဖျက်ကျူးလွန်တဲ့ကိစ္စတွေကြောင့်ဘိုဟိုအလုံးမှုဆောင်ကော်မတီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရထုတ်ပယ်လိုက်တာလို့ KNU ရဲ့ပြောခွင့်ရဘဒူစောတော်နီယာဆိုပါတယ်။ဥက္ကဋ္ဌဟောင်းစောမူတူစီဖိုးဟာပြီးခဲ့တဲ့အောက်တိုဘာလကနေပြီးတော့မှစစ်ကော်မရှင်ကကျင်းပခဲ့တဲ့ NCA စနစ်ပြည့်အခမ်းအနားကိုတက်ခဲ့ပြီးတော့အစည်းအမြင့်ထက်ကနေလဲမိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။စစ်ကော်မရှင်ကတော့သူ့ကိုကရင်တိုင်းဒေသခေါင်းဆောင်အဖြစ်သုံးနှုန်းပြီးတော့ဖိတ်ခေါ်ခဲ့ ဲ့တာပါ KNU အနေနဲ့စစ်တပ်ကအာဏာသိမ်းပြီးချိန်ကလေးကနေစပြီးတော့ဒီ NCA ရဲ့အနှစ်သာရတွေဟာပြက်ပြားသွားပြီလို့မဟာမိတ်အဖွဲ့ရင်းနဲ့ပေါ့လေပူးတွဲထုတ်ပြန်ထားပြီးတော့စစ်ကော်မရှင်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်းမတက်ဘဲနဲ့နေခဲ့တာပဲဖြစ်ပါတယ်။ရခိုင်မှာတော့စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအရှိန်အဟုန်မပြတ်ဆိုးရွားနေပါတယ်။နိုဝင်ဘာလ18ရက်နေ့တရက်တည်းမှာပဲစစ်တွေနဲ့ ဒီကြောက်ဖြူမျိုးနယ်တွေကိုလေကြောင်းတိုက်ခိုက်မှု9ကြိမ်အထိလုပ်ခဲ့တယ်လို့အာရခတက်တော်အေးရထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေတဲမှာဆက်တင်ကြောင်းတချောင်းကိုဓာတ်ရိုက်ပုံကျဲပြီးတော့အသေးခံဒရုန်းနဲ့ပါထပ်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။စစ်ကော်မရှင်တပ်ဟာနိုဝင်ဘာလ18ရက်နေ့ညနေ4နာရီခွဲလောက်မှာစစ်တွေမျိုးနယ်ဒီအမြင့်ကျွန်းတဒါနာကို Wine 12လေးရင်နဲ့ဘုံအလုံးကြီး60လောက်ကျဲခဲ့ပါတယ်။ဒါအပြင်ကြောက်ဖြူမျိုးနယ်က ဟာကြောက်ကလေးမင်းရက်နဲ့လိတ်တဲ့စတဲ့ရွာတွေကိုလည်းအဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ် ကျောက်ဖြူမြို့နယ်လိတ်တင်ရွာစတင်ချောင်းကိုနေ့လယ်ပိုင်းမှာလေချောင်းကနေဘုံကျဲခဲ့ပြီးတော့မိနစ်ပိုင်းအကြာလောက်မှာတော့အသေးခံ drone တစ်စီးနဲ့ပါထပ်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ចောင်းသူចောင်းသားတွေကိုတော့အချိန်မီပြောင်းရွှေ့နိုင်ခဲ့လို့အာလူအသေးပြောင်းမရှိခဲ့ပေမဲ့စတင်ချောင်းဆောင်အဆောက်အုံကတော့ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ဒါ့အပြင်အာဇင်ချောင်းကန်းချီကစစ်သည်မော်နစည်းပေါ်ကနေလည်းလက်နက်ကြီးတွေနဲ့မင်းရက်နဲ့အာတန်ချောင်းရွာတွေကိုထပ်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ီဖြစ်စဉ်မတိုင်ခင်နိုဝင်ဘာလ25ရက်နေ့တုန်းကဆိုရင်လေဒီရသေတောင်မြို့နယ်ထဲကဘာထလီနဲ့နွားတင်ကုတ်ရွာတွေကိုလီရင်နဲ့ဘုံကျဲခဲ့လို့အရတား9ယောက်သေဆုံးခဲ့ပြီးတော့6ယောက်ဒဏ်ရာရခဲ့ပါသေးတယ်စစ်ကော်မရှင်တပ်ဟာဆိုလို့ရှိရင်ကြောက်ဖြူမြို့ကအရတားတွေရဲ့ရွာတွေကို လေကြောင်းလက်နက်ကြီးတွေနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့လေကြောင်းရံကိုအထူးသတိထားကြဖို့အေအေကသတိပေးထားပါတယ် မန္တလေးတိုင်းဗဒမြားမြေဒီမိုးကုတ်မြို့ကမြို့ခံ6ဝက်ကျော်လောက်ကတော့မြို့ကနေနေတိုင်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ် ဒီလိုမျိုးထွက်ပြေးရတာဟာတအန်တက် TNL နဲ့စစ်ကော်မရှင်တက်တို့အကြားမှာပေါ့လေအပြည့်ရက်ပြီးတဲ့နောက် TNL တက်တွေကမျိုးကနေစုတ်ခွာပြီးစစ်တက်ကပြန်ပြီးတော့ဝင်ရောက်လာမှာကိုစိုးရိမ်တာကြောင့်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်တော်လန်ရေးအဖွဲ့တွေကလည်းမျိုးကိုလက်မလွတ်ပဲဆက်ပြီးတော့ခုခံမယ်လို့ကြေညာထားတဲ့အတွက်လေချောင်းတိုက်ခိုက်မှုအန္တရာယ်ကိုလည်းအကြီးအကျယ်စိုးရိမ်နေကြပါတယ်။မိုးကုတ်မျိုးကန်တွေဟာ TNL ထိမ့်ချုပ်ထားတဲ့နမ်ဆန်မျိုးဒါမှမဟုတ်ဒီစစ် ော်မရှင်ကထိန်းချုပ်ထားတဲ့ကြောက်မဲမျိုးနဲ့မန်လီမျိုးဘက်ပေါ့လေဒီနောက်ပြီးတော့ပြင်ဦးတွေမျိုးဘက်တွေကိုထွက်ပြေးနေကြရတာပါဒေသခံတွေရပြောပြချက်အရာတွေဆိုလို့ရှိရင်ဒီကားခါဆိုလို့ရှိရင်လည်းတယောက်ကို6သိန်းကနေ8သိန်းအထိအဆမတန်မြင့်တက်နေပါတယ်ဒါပေမဲ့ကားလက်မှတ်တွေကတော့ဖြတ်ဖို့တောင်မှခက်ခဲနေတဲ့အခြေအနေဖြစ်ပါတယ်တန်းတက် DNL ဟာမိုးကုတ်နဲ့ဒီမိုးမိတ်ကိုစစ်ကော်မရှင်ကိုပြန်လည်ပြီးတော့လွှဲပြောင်းပေးဖို့သဘောတူညီခဲ့ကြပါပေမဲ့ဒေသတွေ ွင်းတော်လိုင်းရင်အားစုတွေဖြစ်တဲ့မန်လီ PDF နဲ့မိုးကုတ်ဗျူဟာတို့ကတော့ဒီမြို့ကိုစစ်ကော်မရှင်လက်အောက်အပါမခံမဲအစွမ်းကုန်ဆက်ပြီးတော့ကာကွယ်သွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။မြို့ခံတွေကဒီမိုးကုတ်မြို့ခံတွေကပေါ့လေစစ်ကော်မရှင်တပ်ကပြန်ဝင်လာပြီးတော့အုပ်ချုပ်မှာကိုမလိုလားဘူးဆိုတာကိုပြသတဲ့အနေနဲ့နိုဝင်ဘာလ6ရက်နေ့ညပိုင်းတုန်းကမြို့လုံးကျွတ်တံမုံတီးပြီးဆန္ဒပြလှုပ်ရှားမှုကိုလည်းလုပ်ခဲ့ကြပါသေးတယ်။ နိုင်ငံတကာရဲ့ PR တွေနောက်ပြီးတော့အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေနဲ့ကြားဖြန့်ကောင်းဆောင်ကိုထိုင်းကနေပေါ့လေတရုတ်ကိုလွှဲပြီးတဲ့နောက်ကရင်ပြည်ရွှေကုတ်ကူဒေတာက online ငွေလိမ်ခိုင်းဒီကြားဖြန့်ခိုင်းတွေကို အပီးသက်နှိမ်နှင်းရေးစတင်ပြီလို့ကရင်နယ်ခြားဆောင်တပ် BGF ကဆိုလိုက်ပါတယ်စစ်တပ်နဲ့ BGF ပေါင်းပြီးတော့စီးနှင်းမှုတွေကိုလုတော့မယ်ဆိုတဲ့သတင်းတွေထွက်လာတဲ့အချိန်မှာတော့ဒီတရုတ်နိုင်ငံသားထောင်ချီကညာရင်းချင်းထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ဒေတာ ာကန်တွေကပြောပါတယ်နိုဝင်ဘာလ18ရက်နေ့မနေ့ကညမှာပေါ့လေညရင်းချင်းထွက်ပြေးတင်းဆောင်ခဲ့ကြတာလို့ဆိုပါတယ် BGF DKNA ရဲ့ပြောခွင့်ရှိသူပေါ့လေပြောရေးဆိုခွင့်ရှိသူဒုတိယဘုံမူကြီးနိုင်မောင်စောကရွှေကုတ်ကိုမှရှိတဲ့ကြားဖြတ်ယုံတွေကိုနိုဝင်ဘာလ18ရက်နေ့ဒီနေ့ကစပြီးတော့ဝင်ရောက်ရှင်းလင်းသွားမယ်လို့သတင်းဌာနတွေကပြောဆိုထားပါတယ် PGF ကဒီစစ်တပ်ကိုရွှေကုတ်ကိုမြို့ရဲကိုခေါ်သွင်းပြီးတော့ရှင်းလင်းတော့မယ်ဆိုတဲ့သတင်းတွေကြောင့်ဒီတရုတ်နိုင်ငံသားကြားဖြတ်ဝန်ထမ်းထောင်ချီဟာညရင်းချင်းပဲအထုပ်အပိုးတွေနဲ့ထွက်ခွာသွားကြတယ်လို့ဒေသခံတွေကပြောပါတယ်။ရွှေကုတ်ကိုကိုပူတွဲတီထောင်သူကြားဖြတ်ခေါင်းဆောင် ရှီကျင့်ကြံကိုထိုင်းကနေတရုတ်အစိုးရစီကို လွှဲပြောင်းပေးလိုက်တာနဲ့ဒီနောက်ပြီးတော့ပေါ့လေအမေရိကန်က BGF ခေါင်းဆောင်ဘုံမူကြီးစောချစ်သူအပါဝင်အဖွဲ့ဝင်တွေကိုပိတ်ဆို့အရေး းယူတာတွေကြောင့်အဲ့ဒါတွေလုတ်ပြီးတဲ့နောက်မှာပေါ့လေစစ်တပ်နဲ့ BGF တို့ကရှင်းလင်းရေးကိုစပြီးတော့လုတ်လာတာလို့ဆိုရမှာပါနမဲစူးနဲ့ကြော်ကြတဲ့ KK ပတ်ကိုလည်းပြီးခဲ့တဲ့အောက်တိုဘာလကလေးကဝင်ရောက်ရှင်းလင်းပြီးတော့အဆောက်အုံတွေကိုဖြိုချဖျက်ဆီးနေစေဖြစ်ပါတယ်ရွှေကုတ်ကိုဒေသမှာကြားဖြတ်လုပ်ငန်းတွေအပီးသက် ပပြအောင်လှုပ်သွားမယ်လို့ BGF ဘက်ကကတိပြုပြောဆိုထားပြီးတော့ဒီစစ်စင်ရေးဟာနိုင်ငံတကာ PR တွေနဲ့ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့တိုက်ရိုက်ရလအဖြစ်ပေါ်ပေါက်လာတာလို့လေလာသူတွေကသုံးသပ်ပြောဆိုနေကြပါတယ်